မင်္ဂလာပါရှင်ဆရာမဒီနေ့ဆက်ပြီးရှင်းပြပေးမှာကအာဒီ unit 9ရဲ့ lesson 3ပဲဖြစ်ပါတယ် this is mine ပေါ့ this is mine this is ဒါက mine ဆိုတာကျွန်တော်ဟာပေါ့เนาะကျွန်တော်ဟာအဲဆရာမတို့စကားနဲ့ပြောမယ်ဆိုရင်တော့ဒါကငါဥစားပေါ့နော်အဲ့လိုမျိုးတွေပြောရင်လည်းရတယ်ဒီဒီဟာကကျွန်တော်ရဲ့ဥစ္စာပေါ့အဲ့တော့ဒီအခန်းထဲမှာဆရာမတို့ဘာတွေလေ့လာမှာလဲဆိုတော့ possessive pronouns possessive ဆိုတာပိုင်ဆိုင်မှုပြပိုင်ဆိုင်မှုကိုပြတာ ပိုင်းဆိုင်မှုကိုပြတယ်ပိုင်းဆိုင်မှုပြ pronounce ကနံစာနံစာများ possessive pronouns models models က models ဖဖရီကိုပြောတာအကူကရိယာကိုပြောတာဟုတ်ပြီနော်ဒီမှာအကူကရိယာမှာ can can't cold and currently ကိုလေ့လာရမယ်ဒီခန်းထဲမှာဟုတ်ပြီနော်ကြည့်ဒါဆိုရင်ဆံမတို့ကြည့်အောင် grammar မှာဆံမတို့အရင်ဦးဆုံးပါကိုလေ့လာမှာလဲဆိုဒီ pronoun possessive pronouns တွေကိုလေ့လာမယ် အဲ့တော့ grammar မှာဒီ possessive adjective နဲ့ possessive pronouns ကိုလေ့လာမယ်။ဆိုတော့ဒီမှာ subject နေရာမှာရှိတဲ့ pronouns i you we they he she it ဒါဒီ subject လို့ခေါ်တယ်။ i ဒီကျွန်တော်ဒီ you are သူဒီဒီနဲ့ဆုံးမယ်ပေါ့နော် i ကျွန်တော်ဒီ i am a teacher ဆိုရင်ကျွန်တော်ဒီဆရာတယောက်ဖြစ်တည်တာမျိုး you are သူဒီ we ကျွန်တော်တို့ဒီ they သူတို့ဒီ he to the she to the ဘောနော် it to ဟာဒီပေါ့ဒါဒီအာဒီ tradition ကိုတောင်းနေပေါ့နော်များတော့အဖြစ်ဒါဒီ subject ကိုပြောတာ subject နေရာမှာရှိတယ်အဲ့တော့ဒီမှာ example လို့ကြည့်လိုက် i have a diary i have a diary diary ဆိုတာကအာဒီ diary စာအုပ်ပေါ့နော်မတန်းစာအုပ်လို့ပြောလို့လည်းရတယ် diary စာအုပ်ရှိတယ်ကျွန်တော်မှာ ကျွန်တော်မှာမှတ်တမ်းစာအုပ်ရှိတယ်ဒီ i သည် subject နေရာက i ဆိုတော့ i ကဘာလဲဆိုရင် pronoun subject pronouns လို့ခေါ်တယ်ဟုတ်ပြီနော် subject နေရာမှာရှိတယ် subject pronouns နောက်တစ်ခုက object pronoun ကိုကြည့်မယ် object ဆိုတာကပြုလုပ်ခံရတဲ့သူကိုပြောတာဒါကကျတော့ပြုလုပ်တဲ့သူနော်ဒါကကျတော့ပြုလုပ်ခံရတယ်လို့ object pronouns က me you us them him her it my mom gave it to me my mom အမေကဒီမှာ my mom က subject give ကဘာ it to me ဒီက object ဆိုတော့ me ဒီ object နေရာမှာကျွန်တော်ကိုဒါဒီအပေးခံရတာเนาะဒီပြုလုပ်ခံရတဲ့လူပေါ့เนาะ object ဆိုတာပြုလုပ်ခံရတဲ့လူ my mom give it to me ဒါတော့ဒီမှာရှိတဲ့ me ဒီ object ဖြစ်တယ် ရပြီနော်နောက်တစ်ခုဒီ possessive adjective ဒီနေရာမှာ adjective ပေါ့နော်ဒါကကြတော့ my your our their his her its my ရဲ့နောက်မှာနှောင်းလိုက်မယ် my pencils my dog my cat my sharpener my pencils နော် my color uh, color pencils ပေါ့ဒီလိုမျိုး my ရဲ့နောက်မှာနှောင်းလိုက်မယ်ဒါဒီဘာလဲဆိုတော့ possessive adjective ဆရာမတို့လေ့လာမယ် positive adjective ညာပြီနော် positive adjective you are ဆိုတော့ your cat your book သူရဲ့နောက်မှာ noun တွေ like ကိုလိုက်ရမယ်ဘာပေါ့တော့နော် your teacher your parents your father your mother ဒါမျိုးပေါ့နော် our teacher our school နောက်မှာဒီ noun လိုက်မယ်သူတို့တွေဒီဘာလဲဆိုတော့ positive adjectives ဖြစ်တယ် positive pronouns ကကြတော့သူကကြတော့ပိုင်ဆိုင်မှုပြတယ်အဒီနန်စားတယ်ဒီနေရာမှာ mine လို့ပြောလို့ပြောလို့ရှိရင်နောက်က noun လိုက်ဆရာမလို့တော့ this is mine it is yours နော် this is ours အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဟာသူတို့ရဲ့ဟာသူရဲ့ဟာသူမဟာပေါ့နော် its ဒါမျိုးဆိုလို့ရှိရင်နောက်မှာ noun လိုက်เสียမလို့တော့ဘူးဟုတ်ပါောက်လားအဲ့ဆိုဒီမှာ it is my diary သူကဒီ mind ဒီပါလဲဆိုတော့ possessive adjectives ဒါကကျွန်တော်ရဲ့ diary ဖြစ်တယ်ကျွန်တော် i နောက်ကပိုင်ဆိုင်မှုပြတယ် noun တစ်ခုလိုက်မယ် it is my diary this diary is mine ကဲမိုင်းရဲ့နောက်မှာလိုက်ဆရာမလို့တော့ဒီ diary ဒီ subject ဒါဒီ buff mine ဒီပါလဲဆိုတော့ possessive pronouns ဆိုတော့ဒီ possessive pronouns ရဲ့နောက်မှာနောက်လိုက်ဆရာမလို့တော့ဘူး the diary is mine ရမယ်နော်ကဲဒါဆိုရင်ဒီအချက်၄ချက်ကိုတော့မှတ်ထားရပါမယ် subject pronoun ဒီ i you we they he she it the subject object pronoun တွေပြုလုပ်ခံရတယ်သူဥပမာ the dog bite me bite me ပေါ့နော်အဲဒီ bite me ပေါ့ခွေးကကျွန်တော်ကိုကိုက်တယ်ဒါမျိုးပေါ့နော် the teacher scold me ဆရာကကျွန်တော်ကိုငေါက်တယ်ဒါမျိုး မိဆိုတဲ့နောက်ကဒီအလုတ်ခံရတဲ့သူပြုတ်လုတ်ခံရတဲ့သူအငေါက်ခံရတဲ့သူအကိုက်ခံရတဲ့သူဆိုတော့ object pronounce ဖြစ်တယ်။ညာမင်းနော် possessive adjectives တွေမှာကြတော့ကနောင်လိုက်မယ်။ possessive pronounce မှာတော့နောင်လိုက်စရာမလိုတော့ဘူး။ညာမင်းနော် I have a diary the I the subject subject pronounce my mom give it to me object pronounce it is my diary possessive adjective this diary is mine possessive pronounce ညာမင်းနော်ကြည့်တာဆိုရင်ဒီမှာ complete the text with correct possessive adjective possessive adjective နဲ့ possessive pronouns ဒီဒုတိယ line နဲ့တတိယ line ပေါ့နော်ဒီ column တွေရဟာတွေကိုဆက်မဖြေပေးရမယ် possessive adjective လို့ပြောလို့ရှိရင်နောက်ကအဲ့ဒီ adjective ရဲ့နောက်က noun လိုက်မယ်ဒီ possessive pronouns လို့ပြောရင်ကြတော့ noun လိုက်เสียမလိုတော့ရမယ်နော် i have a pencil case ကျွန်တော်မှာ pencil case ခဲတန်ထဲတဲ့အိတ်ရှိတယ်ခဲတန်ရှိတယ် it is my pencil case it's mine it's mine yeah you know so namanya ma you have a sharpener you have a sharpener it is it is so ra di ma you so ra tu ye pain sai mu possessive adjective di ba la ma le it is your sharpener it is yours it is yours yeah you know popo and i have some books popo ne chano ma saw tu chu shi these are ပူပူနဲ့ကျွန်တော်နဲ့နှစ်ယောက်ဖြစ်ပြီဆိုတော့ပူပူနဲ့ကျွန်တော်နဲ့ဆိုတော့ကျွန်တော်တို့ဖြစ်သွားမှာပေါ့နော်ကျွန်တော်တို့ဆိုတော့ our ဖြစ်သွားမှာပေါ့ this are our book ဒီမှာဆိုလို့ရှိရင်တော့ we လို့ပြောလို့ရတယ်ပူပူနဲ့ကျွန်တော်လို့ပြောလို့ရှိရင်ကျွန်တော်တို့ we we ရဲ့ possessive adjective the our this are our books this are ours ဒါကျွန်တော်တို့ဟာငါတို့ဟာပေါ့နော်အဲ့ဒီမျိုးဒီစကားအရပြောလို့ရှိရင်နော်ငါတို့ရဲ့ဥစ္စာပေါ့ these pants belong to bobo the pants they belongs to pain sign now ပြောတာ w pain လဲဆိုတော့ the pen ready the fountain ready bobo pain နေ these are ဆိုတော့ bobo ဒီယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ his these are his pants these are his သူရဲ့ possessive pronouns ကလည်း his ပဲ his က his ပဲအဲ့ဒီနော်နောက်တစ်ခုက number 5 it is the teacher's diary ဒါဒီဆရာရဲ့ diary စာအုပ်ဖြစ်တယ် it is teacher's ကိုတကယ်လို့ယောက်ျားလေးဆိုလို့ရှိရင်တော့ his diary လို့ပြောမယ်မိန်းကလေးဆိုလို့ရှိရင်တော့ her diary လို့ပြောလို့ရတယ် it is her diary it is his it is hers သူရဲ့ possessive pronouns ကနောက်က noun မလိုက်တော့ဘူးရပြီနော် they are my friends crayons ဒါဒီကျွန်တော်တငယ်ချင်းရဲ့ crayons တွေဖြစ်တယ် they are ဆိုတော့ my friend ဒီဒီမှာဆ iamma ယူဆထားတာတော့တယောက်တည်းပဲ my friend post of ps ဆိုတော့ဟုတ်ပြီနော်အဲ့ခါကျတော့ they are uh, his လို့ရေးရင်လည်းရေး his ဒါမှမဟုတ် her clients they are his ဒါမှမဟုတ် hers မင်းလေးရေးနော် hers ပေါ့ရပြီနော်အဲ့တော့ဒီဟာတွေကိုဆ iamma ကြက်တဲ့ခါမှာဘယ်လိုကြက်မလဲဆိုရင်ကြက်တယ်ဆိုတာထက်မှတ်မယ်ပေါ့နော် i me my mind i me my mind i the subject be me the object mind, the possessive adjective, mind, the possessive pronouns. I, me, mean my mind, you, you, your, yours, you, you, your, yours, we, us, our, ours, we, us, our, ours, they, them, their, theirs, he, him, his, his, that two days are the little she, her, her, hers, she, her, her, hers. It, it, it's, it's. Started to, you know. It, it, it's, it's. ရပြီเนาะကဲဒါဆိုလို့ရှိရင်ဒါလေးကိုတော့တေချာလေးမှတ်မယ်เนาะဒါနောက်ကိုလည်းအသုံးအသုံးဝင်မှာဆိုတော့ကလေးတို့အနေနဲ့ကောက်ကောက်မှတ်ထားပါ correct the answer uh the circle the correct answer မှန်တာကို why မယ်တဲ့အဲ့ဆိုဆင်းမကြည့်အောင် number 1 the this is coco's backpack ဒါကကိုကိုရဲ့ကြောပိုအိတ်ဖြစ်တယ် it is uh coco ဆိုတော့ယောက်ျားလေးဆိုတော့ his backpack it is his backpack backpack ဟဲ့ဆဲနောက်ကဒီမှာနောင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒါဘာဖြစ်ရမှာလဲဆိုတော့ possessive adjective ကိုဖြစ်ရမယ်။ဘာပါပဲနော် it is my dad's diary ဒါကဖေဖေရဲ့ diary စာအုပ်ဖြစ်တယ်။ the diary is ဖေဖေဆိုတော့ဗာလေ his the diary is his i have some paper clips ကျွန်တော်မှာအဒီ paper clips ဆိုစာရွက်ညက်တဲ့ကလစ်ကလေးတချို့ရှိတယ်စကူညက်ကလစ်ကလေးတွေရှိတယ် they are I ဆိုတော့ဗာလေသူရဲ့ possessive adjective ဒီ I me mine ဆိုတော့ဗာလာမယ် mine they are my paper clips we have some paint brushes paint brushes စုပ်တန်လေးတွေရှိတယ်ပကြီးဆွဲတဲ့စုပ်တန်တွေရှိတယ် they are we ဆိုတော့ဗာလေ we as our our paint brushes they are our paint brushes အဲ့လိုမျိုးလေခုနဆရာမပြောသလို we as our ours အဲ့လိုမျိုးလေမှတ်လိုက်လို့ရှိရင်ဒါ ဖတ်ရတာမှတ်ရတာလွယ်သွားမယ်ဟုတ်ပြီနော် they love their pencil case they so they them their theirs ဒါပဲပေါ့ the pencil cases are theirs they them their theirs မူယာ and i မူယာနဲ့ i ဆိုနှစ်ယောက်ဖြစ်သွားတော့ဗာလေ we ပေါ့ကျွန်တော်တို့ကျွန်တော်တို့မှာရှိတဲ့ compass ဒီတောက်ချံပေါ့နော်အာဒီ compass လေးတွေရှိတယ် this are ဆိုတော့ we ဆိုတော့ we as our ours these are ours ကျွန်တော်တို့ရဲ့ compare ဖြစ်တယ် they are my mom's sisters မမေရဲ့ကချီ my mom ဆိုတော့ယောက်ျားလေး sorry မိန်းကလေးဖြစ်တဲ့အတွက်ကြောင့် they are her sisters her sisters this is mama sharpener ဒါဒီမမရဲ့ခဲချွန်ခဲချွန်ဆက်ပါနော်ဆိုတော့မမဆိုတော့ဘာလာမှာလဲ she her her hers her. So the sharpener is hers. So this is Coco's backpack. It is his. His backpack. It is my dad's diary. The diary is his. I have some paper clips. They are my paper clip. We have some paint brushes. They are our paint brushes. They love their pencil cases. The pencil cases are the pencil cases are theirs. Muya and I have composites. These are ours. They are my mom's scissors. They are her scissors. This is mama's sharpener. The sharpener is hers. Natkuga models, models wabale, aku kariya, can, can't, called, current. So we use generator, can, called, plus buff infinitive. buff infinitive ko to me can plus buff infinitive call plus buff infinitive to make request request no taung man bo taung so bo da myo request lo phoe yin de mit da ya khan bo offer offer sa kan lan na ko ba ka ni tuku ku lo pe ya ma la so da myo so offer lo kho hob bi no kan lan mu ri lo de kha ma samaro ka can plus buff one call plus buff one buff infinitive so da the base form of buff this form of verb အခြေခံအကျဆုံး verb ပုံစံကိုပြောတာဆိုတော့ဒါကိုဆရာမတော် verb form လို့ပြောလို့ရတယ်ဟုတ်ပြီနော် base form of verb verb ရဲ့အခြေခံအကျဆုံးပုံစံ request လုပ်တယ်ဆိုတာဒီ asking someone to do something တယောက်ယောက်ကိုနော် asking someone တောင်းဆိုခြင်း တယောက်ယောက်ကိုလေဒါလေးလုပ်ပေးပါအောင်ဆိုတာမျိုးဒီ request ပြောတာ offer ကြတော့ offering to do something for someone လာလေးလုပ်ပေးရစီရတစ်ခွက်ယူပေးခဲ့ရမလားပစ္စည်းတွေတည်ကူပေးရမလားဆိုတာဒီ offer request ဆိုတာတော့တကားလေးပိတ်ပေးပါအောင်နော်လေးတိုက်နေလို့တကားပိတ်ပေးပါအောင်ဆိုတာဒီသူ့သူများကိုအာဒီပန့်ကြတာနွနွညံ့ညံ့လေးဒီတောင်းဆိုတာပေါ့နော် offer ကြတော့ကိုယ့်ဘက်ကနေပေးမှာကိုယ်တကားပိတ်ပေးရမလားရတစ်ခွက်ယူလာပေးရမလားပစ္စည်းတွေပေးရမလားဒါဒီ offer ရပြီနော် ဆိုတော့ example လေးကြည့်အောင် can cold can you please lend me your ruler that is request ပြန်လင်းကပေးပါလားဆိုမျိုးဟုတ်ပြီနော် can you please lend me your ruler ဒါမှမဟုတ် could you please lend me your ruler can i help you ဒါကျွန်တော်များကိုလုပ်ပေးရမလား can i help you could i help you ကုညီပေးရမလားနော်အကူညီလေး ပြောတော့ဆိုရမျိုးတော့ can i help you the can neckle name ma call is more polite ပို့ပြီးတော့ polite ဆိုတာယဉ်ကျေးတာ ပို့ပြီးတော့ယဉ်ကျေးတာဒီ cold ကိုအသုံးပြုတာကပို့ပြီးတော့ယဉ်ကျေးပါတယ်ဒါပေမဲ့ဆရာမတို့များသောအဖြစ်ခင်နဲ့ပဲသုံးတယ်ပေါ့လေဆရာမတို့ပြောရမယ်ဆိုလို့ရှင်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့မှယဉ်ကျေးတာဒီ cold အဲ့တော့ဒီမှာ can you please lend me your ruler နဲ့ could you please lend me your ruler ဒီ cold ကပို့ပြီးယဉ်ကျေးမယ် can i help you နဲ့ could i help you ဒီ cold ကပို့ပြီးတော့ယဉ်ကျေးမယ်ပေါ့ရပြီနော်ဆိုတော့ put a tick tick ကအမှန်ချက်ပါ in the correct box မှန်ကန်တဲ့နေရာလေးမှာအမှန်ချစ်ပေးပါတဲ့။ဒါပဲနော်။ဆိုတော့ကြည့်ကြအောင်။ Can I have a glass of water? Can I have a glass of water? ဆိုတော့ရေတစ်ခွက်လောက်အာဒီမှာ request ပြောထားတာ။ရေတစ်ခွက်လောက်အာတောက်ပြရစီပေါ့ရေတစ်ခွက်လောက်ရနိုင်မလားဆိုတာမျိုးဒီ can i have a glass of water can i help can i help you carry your bag အာဒီအိတ်တဲတာကိုကူပေးရမလားပေါ့နော်အိတ်ကိုကျွန်တော်ကူကူတဲပေးရမလားဆိုတာဒီပါလေ offer offer. Can I help you carry your bag, Saya? Can I get you a glass of orange? Uh, orange le you get be amla. Lemon ye takwe you get be amla. Sra di ba le offer. Ko baka ni lo be ma. Can I help you pack your bag? Di a uh, bag ba no lwe ei thout da ba no. Lwe ko nga thout ku ya amla. Ku the be ya amla ba da myo le ba no. Pack so ra thout da ba. Can I help you pack your bag? Da le offer. could you help me with this exercise please that could you help me ငါကူညီပေးပါလားကူညီပေးနိုင်မလားဒါမျိုးပေါ့နော်ဒီ exercise ဒီပုံစံလေးတွက်နေတာပေါ့နော်ဒါလေးကိုကူပေးပါအောင် could you help me with this exercise please ဆိုမှသူများကို please ကျေးဇူးပြုပြီးတော့ကူလုပ်ပေးပါအောင်ဆိုမျိုးပြောခြင်းဒါဒီ can recall တွေနဲ့တုံးနေဒီမှာတော့ could you help me ဒါဒီ request ဒါပဲเนาะအဲ့တော့ဒါမျိုးလေးတွေလည်းခဏခဏဖတ်လို့ရှင်ကိုကတုံးနိုင်သွားတာပေါ့နော်စကားတကယ်လို့စကားပြောရမယ်ဆိုရင် Can I have a glass of water? Request. Can I help you carry your bag? Offer. Can I get you a glass of orange? Offer. Can I help you pack your bag? Offer. Could you help me with this exercise, please? Request. I mean, I'll go to the situation in column A. uh, column A with the request offer in column B နဲ့တွဲပါတဲ့ဆိုတော့ကျွန်တော်ဒီမှာ match လုပ်ပေးမယ် column A က I don't understand the sentence I don't understand နားမလည်ဘူး the sentence this ဝကြအောင်နားမလည်ဘူးဆိုတော့ဒီဘက်မှာပါလဲဆိုတော့ D နဲ့တွဲပေးထားပြီးသား could you explain it to me ငါ့ကိုရှင်းပြပေးပါလားပေါ့ could you explain explain ဆိုတာရှင်းပြသည် it to me ကျွန်တော်ကိုရှင်းပြပေးပါလားနော်ရှင်းပြပေးနိုင်မလားဒါမျိုးလေးဆိုတော့ I don't understand this sentence could you explain it to me there's a knock on the door တကားမှာ knock တကားခောက်တယ်ကြားရ there's a knock on the door so ဒီမှာအဖတ်ကြည့်လိုက်မယ် could you please open the door ဆိုဆရာမဒီမှာတွေ့သွားရော number a ဆိုတော့ number 2က a နဲ့တွဲမယ် there is a knock on the door could you please open the door It's dark inside. အထဲမှာမောင်းနေ. I can see wall. မမြင်ရအောင်ဆိုပါလေ. Can I switch on the light? Switch on ဆိုတာ မီးဖွင့်တာပြောဖွင့်တာပြောနော် switch on ကဖွင့်သည် can i switch on the light မီးဖွင့်လိုက်ရမလားနော် it's dark inside i can see wall can i switch on the light oh my pencil is broken ငါရခဲတန်ချိုးသွားပြီဆိုတော့ဒီမှာပါလေ can i borrow your sharpener မင်းရဲ့ kitchen စကုံကခဏငါပေးလို့ရမလားပေါ့ငါပေးပါလားဒါမျိုးပေါ့နော် oh my pencil is broken can i borrow your sharpener daddy for guy e Uh, three got B bono. I can't carry that box. Etetago, manaimu, didetao, manaimu. Could you please help me? Kuni be naimala, so to cup your jime. I don't understand this sentence. Could you explain it to me? There's a knock on the door. Could you please open the door? It's dark inside. I can see well. Can I switch on the light? Oh, my pencil is broken can I borrow your sharpener? I can't carry that box. Could you please help me? Yamina, soro. Natkudi, we use can code plus buff infinitive. Can plus buff one, code plus buff one, tone to talk about general ability to do something. Takuku lo nine, swaying. ကိုမှဒါလုံနိုင်နေဆိုတော့လုံနိုင်နေစွမ်းရည်ကိုပြောပြတဲ့အချိန်မှလည်းပဲမလုပ်တလဲဆိုတော့ can plus buff 1 cold plus buff 1ကိုသုံးတယ်ငါဒါလုံနိုင်နေဥမာ i can dance i can't dance ဒါမျိုးပေါ့နော်အဲ့ဒီမှာပြောထားတယ်ဒီစရာကိုကြည်ပါ look at the table ဒီမှာစင်စင်အန်ဒါဝင်းဝင်းရဲ့စီသူရဲ့က ဒီမှာ sing ကရယ် dance play sports draw and paint မှာသူလုံနိုင်တာမလုံနိုင်တာကိုပြောထားတယ်။ဒါနဲ့ပတ်သက်ပြီးတော့1 to 5ဒီ question ဒီမှာရှိတဲ့ဒီ sentence ကိုဖတ်ပြီးမှ true or false မယ်ရင် d မှာလို့ရှိရင် f ဆိုမယ်ရေးပေးမယ်။ zinzin can't dance zinzin ကမကနိုင်ဘူးလေဒီမှာသူကနိုင်တယ်လို့ပြောထားတယ်ဟုတ်ပြီနော်။အဲ့တော့ဒါက false nanda can't draw and paint nanda သည် can't draw and paint အာသူက draw and paint မှာအမှားချထားတယ်ဆိုတော့ မှန်တယ်ဗောသူဒီပုံမဆွဲတက်ဘူးအပိန့်မလုပ်တက်ဘူးဗောနော် C2 can play play football C2 က football မကစား မကစားတက်ပါဘူးတဲ့ဘောလုံးမကစားတက်ဘူးဒီမှာကစားတယ်လို့ပါတယ်ဆိုတော့ဗာလဲဒါဒီမကစားတက်ဘူးဒီ false ဗော win win can dance win win ကကနိုင်နေတဲ့ဆိုတော့ win win ကိုကြည့်လိုက်တော့ဒီမှာသူမကနိုင်ဘူးမကနိုင်ဆိုတော့ဒီမှာကနိုင်နေလို့ပြောရသည်မဖြစ်လေမားတာဗော win win and zin zin can sing win win နဲ့ zin zin နဲ့ဒီတခြင်းဆိုတတဲ့ ဝင်းဝင်းရဲ့စင်စင်ရဲ့ကတချင်းဆိုတတ်ပါတယ်ဆိုတော့တချင်းဆိုတဲ့နေမှာအမှန်ချစ်ထားတယ်ဆိုတော့ဒါပါလေ true ပေါ့နားပြီနော်နောက်တစ်ခုဒီကြည့်အောင်ဇေယာ is 11 years old now ဇေယာကအခု17နှစ်ရှိပါပြီ look at the table and complete the sentence with look at the table this table ကိုကြည့်မယ်ဒီဇေယာကိုကြည့်မယ် complete the sentences ဒီမှာရှိတဲ့ဝါကြတွေကိုဖြည့်မယ် cold နဲ့ current နဲ့ဖြည့်ပေးပါတယ် when he was 6 years old 6နှစ်တုန်းက Now, when he was six years old, Zaya could write English alphabet. English alphabet rigo to ye nai ma bi. Tu a lo nai na ori ma bi tha bi da. No, lo nai na ri bi tha bi da. Da li chi bi ma. Can a uh, cold la, couldn't la, phi bi me. When he was seven years old, tu khun ne ma ro. He draw and paint ka lo nai na lo nai yo la. Lo nai ne, di ma lo nai ne lo ba re. So he could draw and paint. when he was 8 years old သူ၈နှစ်ကိုရောက်တဲ့အခါမှာတော့ he swim တဲ့ရေကူးနိုင်တယ်ရေမကူးနိုင်သေးဘူးသူက ride a bicycle ပဲလုပ်နိုင်သေးတာစပိန်ပဲစီးနိုင်သေးတာဆိုတော့ he couldn't he couldn't swim when he was 9 years old သူ၉နှစ်ကိုရောက်တဲ့အခါမှာ he blank play football play football ကိုဘောလုံးကစားနိုင်ပြီဆိုတော့ called play football when he was 10 years old သူ10နှစ်ကိုရောက်လာတဲ့အခါမှာ he blank write essays essay ရေးနိုင်ပြီတဲ့ essay က17နှစ်မှာမှရေးနိုင်တာဆိုတော့ C O U L D and post-pt current so when he was 6 years old zeya could write english alphabet when he was 7 years old he could draw and paint when he was 8 years old he couldn't swim when he was 9 years old he could play football when he was 10 years old he couldn't write essays yeah, ဆိုတော့ဆရာမတို့ကြီးနေအဒီ lesson 3 this is mine ဆိုတဲ့သင်ခန်းစာပြီးသွားပြီအဲ့ကလေးတို့အနေနဲ့တကောင်းကောင်းလေ့လာပါဟုတ်ပြီနော်အဲ့ဒီဒီ possessive pronouns ရဲ့ခုဆရာမတို့တင်လိုက်တဲ့ model scan can't gold current ဆိုတာလေးကိုလည်းဒီချာလေးမှတ်ထားပါမသိတာရှင်လည်း comment မှာမေးလို့ရပါတယ်ဆရာမအချင်းရရင်ရသလို video လေးလုပ်ပြီးမှပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးထိနားထောင်ပေးတဲ့ကျေးဇူးများတင်ပါတယ်ရှင်